မိဘပြည်သူများရှင် Prime Media မှခန့်နှင်းစုရဲ့တင်ဆက်မှုလေးဖြစ်ပါတယ်ရှင်။မနေ့ကရန်ကုန်မှာနေထိုင်တဲ့မိဘပြည်သူတွေတော်တော်ထိတ်လန့်သွားကြတယ်လို့ဒီမှာသတင်းလေးကြားသိရပါတယ်။ငန်းနေအနေငယ်လှုပ်ခတ်သွားခဲ့တယ်ပေါ့နော်။လှုပ်ခတ်သွားတဲ့အချိန်ကကျမတို့သိထားတဲ့သတင်းရဆိုအလောက်ထိမပြင်းပါအောင်ရှင်။မနေ့ကညာဘက်7နိုင်ကျော်လောက်ကဖြစ်သွားတာပေါ့နော်။အဓိကတော့ရန်ကုန်တိုင်းမှာရှိတဲ့မြို့နယ်အများစုမှာတိသာစွာဒီပြင်းအထန်ကိုခံစားလဲရတယ်လို့တော့ကျွန်တော်တို့ကြားသိရပါတယ်။ ကမာရော့လှိုင်တလနာဂေတာနဲ့ဒေါ်ဘုံမြို့နယ်တွေမှာဆိုရင်ပို့ပြီးတော့ပြင်းထန်စွာခံစားရတဲ့အတွက်တိုက်အောက်ကိုပြေးဆင်းလာတဲ့မိဘပြည်သူတွေပါရှိရဲဆိုပြီးတော့လည်းကြားသိရပါရဲ့ရှင့်စိုးရင်စရာအခြေအနေလေးတခုဖြစ်သွားခဲ့တာပေါ့နော်ဒင်ငလေးလှုပ်ခတ်မှုမနေ့ညဖြစ်သွားခဲ့တဲ့အခြေအနေလေးကတော့ည7:08မိနစ်လောက်မှာဆိုရင်ရန်ကုန်တောင်ဘက်ပင်လယ်ကမ်းရိုးတန်းဘက်ကိုဗိုလ်ပြုတ်ပြီးတော့အင်အားမဂနီကျု3.4အဆင့်ရှိရဲ့ငလင်းတခုလှုပ်သွားခဲ့တာပါ3.4ဆိုတာပြောရမှာဆိုအရန်ပြေးတဲ့အချိန်မဟုတ်ပါဘူးဒါပေမဲ့ရန်ကုန်မြို့မှာနေရတဲ့သူတွေဒီ လှုပ်ခတ်မှုပေါ့နော်တိတာစွာခံစားလိုက်ရတယ်ဆိုတော့ကျမစိုးရိမ်မိတာတခုကအဲ့လိုထိမပြင်းထန်တဲ့ငလင်းဒံကိုတောင်မှတိတိတာခံစားရတယ်ဆိုတော့တိုက်တည်းရဲ့အရေးချင်းအရေးသွေးတွေပေါ့နော်တော်တော်ကြီးများအဲ့လိုမျိုးစိုးရိမ်စရာဖြစ်နေလားပေါ့ရှင်ဒါလေးတော့ကျမစိုးရိမ်မိတာမှန်ပါပဲမိဘပြည်သူတို့စိုးရိမ်အောင်တော့ကျမပြောချင်ပါအောင်ရှင်ဒါပေမဲ့ရန်ကုန်မြို့မှာရှိရဲ့ contract တိုက်တွေတော်တော်များများရဲ့ quality ကကျမမေးခွန်းထုတ်စရာအများကြီးရှိတာဆိုတော့လေဘလို့ပဲဖြစ်ဖြစ်မိတို့ပဲစိုးစေကမှုဒီရဲ့ပိုင်းမှာသတိပြုပြီးတော့နေထိုင်ကြပါလို့လည်းတိုက်တွန်းချင်ပါတယ် ပြီးတော့ကျမရန်ကုန်မြို့မှာနေတဲ့မိဘပြည်သူတွေလည်းတနာပါတယ်ရှင်။မန္တလေးငလင်ချင်းဖြစ်ပြီးကလေးကမန္တလေးရန်ကုန်မြို့မှာနေထိုင်တဲ့သူတွေဟာဆိုရင်အိတ်ကောင်းချင်းမအိတ်ရစားကောင်းချင်းမစားရဖြစ်နေပါတယ်ရှင်။ငါတို့မြို့မှာဘယ်တော့များငလင်လှုပ်မလဲဆိုတဲ့အတွေးနဲ့စိုးရင်ပူပန်နေရတာပေါ့နော်။ဒါကြောင့်ငလင်လေးနည်းနည်းလှုပ်တာနဲ့တိုက်အောက်ကိုပြေးဆင်းကြရတယ်။တညာလုံးမအိတ်ရဘူး။နောက်နေ့ကျတော့လည်းလှုပ်သွားရပြန်တယ်ဆိုတဲ့အခြေအနေတစ်ခုမှစိတ်ပင်ပန်းလူပင်ပန်းဖြစ်တာပေါ့ရှင်။ပြောရမယ်ဆိုတော့ကျမောက်နိုင်ငံကတိုက်တာအဆောက်အုံတွေက quality နဲ့ပတ်သက်ပြီးတော့ဗောနောစတင်ဆောက်လုပ်ခရေက တေချာလေးစီစစ်တာမျိုးတွေမရှိတဲ့အပြင်တချို့ကြတော့ဒီတိုက်ရဲ့ရေသွေးတွေကိုပေါ့နော်စစ်ဆေးရမယ့်အဖွဲတွေနဲ့ပေါင်းပြီးတော့ဒီအခဒီကိစ္စတွေလည်းဖြစ်ခဲ့တာရှိရော်လေတိုက်တရဲ့ရေသွေးတွေကတော်တော်ကြာဆင်းနေပါတယ်ချိုးတိုက်တွေဆိုရန်ကုန်မှာနေရလို့ဆိုသိရပေါ့နော်တိုက်တွေအတ်တောင်အတ်နေပြီငလင်သာတကယ်လှုပ်ရင်လုံးဝမခံနိုင်ပါဘူးရှင်ဒီလိုတိုက်တွေမှာမှီတင်းနေထိုင်နေရတယ်မိဘပြည်သူများရှင်ထဲမှာဘလောက်တရာမှာစိုးရိမ်ပူပန်မှုတွေများနေမလဲဆိုတာလေကျမတို့ကတွေးကြည့်ရုံနဲ့သိပါတယ်ပြေးကြည့်ကြမလို့ပါအောင်ရှင် ။ဒါကြောင့်ဘလို့ပဲဖြစ်ပေါ့နော်။အရင်ကဖြစ်ခဲ့တာတွေကတော့ကျွန်တော်တို့ဘာမှလုပ်လို့မရအောင်လေ။အခုကစပြီးတော့စောက်လို့မဲ့အဆောက်အဦတွေကိုငလင်တန်းခံနိုင်အောင်လို့အကောင်းဆုံးစောက်လို့ကြပါလို့လည်းတိုက်တွန်းချင်ပါတယ်။စောက်လို့ရေလုပ်ငန်းရှင်တွေလည်းကျွန်မမြစ်တာခံစင်တာပေါ့နော်။လူချင်းမင်းတို့စောက်လို့တဲ့တိုက်တာတွေမှာနေထိုင်တဲ့သူတွေဟာအသက်တင်နေပါရှင့်။ဒါကြောင့်လူချင်းမင်းတို့အနေနဲ့လူချင်းမင်းတို့စောက်လို့တဲ့တိုက်ဟာရေသွေးမပြည့်မီလို့ပြိုကျပျက်စီးတာခုခုဖြစ်တာဆိုရင်ဒီလူတွေသိဆုံးမှုကလူချင်းမင်းတို့မှာတာဝန်ရှိပါရဲ့နော်။ဒါကြောင့်လူချင်းမင်းတို့ကစင်မြစ်စီကန်းနဲ့အညီစောက်လို့ပါ။ စင်မြစ်စကဲနဲ့အညီဆောက်လို့ရတာနဲ့တဘွားပေးတဲ့ကြောင့်ဖြစ်သွားတယ်ဆိုတော့ဒါကလူချင်းမင်းတို့အပြစ်ရဲလို့မဆိုတာပါဘူးတမောက်တလောက်တော့နားလေတယ်ပေါ့နော်ဒါပေမဲ့ quality ညံ့ဖြင်းနေလို့မဖြစ်တဲ့နာဖြစ်ခဲ့တယ်ဆိုတော့လူချင်းမင်းတို့အပြစ်ပါပဲဒီအောင်မြုံမြင်ရှိရှိတွေးတောဆင်ခြင်ပြီးတော့ quality ကောင်းတဲ့အဆောက်အုံတွေဆောက်လို့ပေးကြပါလို့ကျွန်မတိုက်တွန်းနှိုးဆော်လိုက်ပါရစေရှင့်ရန်ကုန်မှာနေမိဘတို့များလည်းအရင်ဆိုရင်ထိတ်လန့်ပြီးနေမအိတ်နိုင်ညမအိတ်နိုင်တော့မလောက်ကြနိုင်ပေါ့နော်။ကျမ်းမာရေထိခိုက်လို့ရှင်ပိုးဆိုးမှာဆိုးလို့ပါ။တတိလေးနဲ့တော့နေထိုင်မှာ အတက်နိုင်ဆုံးငလင်နဲ့ပတ်သက်တာတွေလေ့လာထားပြီးရဲ့အခါမှာတကယ်ဖြစ်လာရင်ငါတို့ဘလိုမျိုးရှောင်တန်းရမယ်ဘလိုလိုက်နာရမလဲဆိုတဲ့အချက်လေးတွေကိုအခုတည်းကလေ့ကျင့်ထားပါလို့ကျွန်မတိုက်တွန်းချင်ပါတယ်ရှင်။မိဘပြည်သူများအတွက်ကျွန်မဒီနေ့ရွေးချယ်ထားတဲ့သတင်းတွေကတော့သတိပြုစင်ကျင်စရာသတင်းလေးပဲများပါတယ်ရှင်။အခုပထမဆုံးသတင်းလေးနဲ့ပေါင်းတယ်ပီဒက်တွေလှုပ်သွားတဲ့လှုပ်ဆောင်ချက်လေးပေါ့နော်ဒါလေးကျွန်မပြောပြချင်ပါတယ်။အုတ်ချွေမှုတူကိုရွေးကောက်ပွဲအတွက်အားတက်တရောလိုက်လံလှုပ်ဆောင်ပါတယ်ဆိုပြီးတော့ပီဒက်တွေကတက်ဖြတ်သွားခဲ့ပါတယ်။ပေါင်းတယ်ပီဒက်တွေပါရှင်တော်တော်ဆောင်းကြွနေပါတယ်။ ကိုတိုင်းဒေသကြီးကပေါင်းတယ်ပြီးတဲ့တည်းကဆိုရင်အုပ်ချုပ်မှုတယောက်ကိုတက်ဖြတ်တဲ့ကိစ္စလှုပ်ဆောင်ခဲ့ပါတယ်ပြီးရခါမှာဆိုသူတို့ဖွဲ့ဝင်ခံတယ်ပေါ့နော်ဘလို့ဝင်ခံလဲဆိုတော့မကိုတိုင်းဒေသကြီးပြီးခရင်ပေါင်းတယ်မြို့နယ်ရွာပလဲအုပ်စုရေဆဲကြီးရွာနေအုပ်ချုပ်မှုဦးဝင်းမြင့်ကိုတဲ့ရွှေကောက်ပွဲမှာအတက်တရောပေါင်းဝင်လှုပ်ဆောင်နေပေါ့နော်ဒါပြင်စစ်မှုတန်းတွေစုဆောင်ပေးတယ်ဆိုတဲ့ကိစ္စတွေလှုပ်ဆောင်တဲ့အတွက်သူတို့ကလောက်ကျန်တက်ဖြတ်ခဲ့ပါတယ်ဆိုတော့ဝန်ခံထားပါတယ်လောက်ကျန်တက်ဖြတ်လိုက်တဲ့အဖွဲ့ကတော့ အန်ယူဂျီရဲ့ဗျူဟာ27ကိုကဲမှုအောက်မှာရှိတဲ့363ညတဲ့တရင်တက်ခွဲ9ကပီတဲ့တရအုတ်ချွေမှုရဲ့နေအိမ်ထိသွားရောက်ပြီးတော့ပြစ်ခတ်လုံးချန်ခဲ့တာဖြစ်ပါတယ်အုတ်ချွေမှုကဆိုရင်ပြစ်ခတ်ခံရတဲ့ဒဏ်ရာကြောင့်နေရာမှာပဲပွင့်ချင်းပြီးသိဆုံးခဲ့ရပါတယ်ရှင်။ပြောရမယ်ဆိုတော့ပေါင်းတယ်ပီတက်တရရန်ကစီးပြတ်သွားခဲ့ပါပြီ။သူတို့ရန်ကစီးပြတ်တယ်ဆိုတော့လေဒီလိုမျိုးဖြစ်ရတဲ့ရနေတက်တေပြလိုက်တာဖြစ်ပါတယ်။ရွေးကောက်ပွဲကိုတေချာပေါက်နှောက်ရက်ဖြက်စီးမှာပါ။ဒါပြင်အကြမ်းဖက်မှုတွေကျူးလွန်ပြီးတော့အုတ်ချွေမှုတွေကိုတတ်ဖြတ်တာတွေကိုဇက်တိုက်လုံးဆောင်မယ်။ ရွေးကောက်ပွဲမှာပါဝင်လာတဲ့လူတွေကိုလည်းပြည်သူတွေကိုလည်းပေါ့နော်နှိမ့်ဆက်မှုတွေအကြမ်းဖက်မှုတွေဇက်တိုက်လုံးဆောင်မှာဆိုတာသိကြပါတယ်။ဒါကြောင့်မအများကြီးတော့မပြောချင်တော့ဘူးပေါ့နော်ဒီပေါင်းတဲ့ PDF တွေကရန်ငါစီးပြတ်သွားပြီဖြစ်တဲ့အတွက်လူအကြမ်းဖက်သမားတွေကိုနှိမ်နေရမဲ့သူတွေကလည်းရန်ငါစီးပြတ်ဖို့လိုပါတယ်။အခုဆိုရင်ကျွန်မနိုင်ငံမှာ PDF တွေအချို့လက်နက်ချပြီးတော့အလင်းဝင်နေပေါ့နော်။လနဲ့ချအလင်းမပြေနောက်မှာဆိုရင်သူတို့အရင်ကလုပ်ခဲ့တဲ့ပြစ်မှုတွေကိုပြန်လဲဖော်ထုတ်ပြီးရေးယူတာမျိုးရှိလားမရှိလားကျွန်တော်မသိရအောင်ရှင့် ျမောက်နိုင်ငံမှာတည့်ရတိုင်းမှာပဲပီတက်တွေအခြေအနေမဟန်လက်နဲ့ချပြီးလင်းဝင်နေဆိုတော့ခေါင်းစဉ်အောက်ကိုသွားကြတာပေါ့နော်သူတို့အလင်းမဝင်ခင်မှာဒီလိုမျိုးရက်ဆက်ရုပ်မာတဲ့အမှုတွေကျူးလွန်ခဲ့တာဆိုရင်ဒီလိုအမှုတွေအတွက်တရားမျှတမှုဘယ်သူကပေးမှာလဲရှင်အခုဆိုအုပ်ချုပ်မှုတက်ဖြတ်သွားတယ်ဒီပီတက်တွေတစ်ချိန်ချင်းမှာအလင်းဝင်မလာပါဘူးလို့ဘယ်သူကအာမခံပါလဲအလင်းဝင်လာရင်ရောအုပ်ချုပ်မှုတက်ဖြတ်သွားခဲ့တဲ့အပြစ်ကိုဘယ်သူကကိုးစားကြခံပေးမှာလဲဒီလူတက်မှုအတွက်ကိုဘယ်သူကအပြစ်ခံယူပေးမှာလဲရှင် ကျမပြည်သူတွေကပတ်ပေါင်းစုံဘေးရန်ကြည်ကျင်နေနာလှပါတယ်။လက်နဲ့တိုင်ကြတဲ့အကြံဖတ်ကြတဲ့ပြည်သူဒုက္ခတွေပေးကြတယ်ပြည်သူတို့ပဇက်ကပြောတတ်တဲ့တရားမျှတမှုအတွက်ငါတို့နိုင်ငံလွတ်လပ်ဖို့အတွက်စစ်အာဏာရှင်အောက်ကနေရုံထွက်နိုင်ဖို့အတွက်ဆိုတဲ့ခေါင်းစဉ်တွေနဲ့လှုံ့ဆော်ကြတယ်။ပြီးလို့ရှိရင်သူတို့တတ်ဖြတ်တာကြည်လိုက်ပြည်သူတွေပဲရွေးပြီးတတ်ဖြတ်တာ။ပြောရမယ်ဆိုဒီဖြစ်စဉ်မှာတက်မတော်သားနဲ့ပြည်ချက်တွေသိဆုံးမှုထက်စားရင်လက်နက်ကင်တဲ့အဖွဲ့တွေပေါ့နော်အဲ့ဒီအဖွဲ့တွေသိဆုံးမှုထက်စားရင်ပြည်သူတွေသိဆုံးမှုကပိုပြီးတော့များနေတယ်လို့ပဲရှင်း မမြောင်းဆိုတော့မှအရေးတွက်ကအတူတူလောက်ရှိတယ်။ပြည်သူမှာဘာပြညာရှိလို့လဲရှင်။နိုင်ငံတော်မှာလွတ်ဆောင်အောင်မကိစ္စတွေကိုလိုက်ပါဖော်ဆောင်တာဘာပြညာရှိလို့လဲရှင်။အုပ်ချုပ်မှုတွေဟာဆိုလဲဒီလိုပါပဲစစ်မှုတန်းအတွက်ကိုလူကောက်ရတယ်လူသစ်စုဆောင်ရတယ်ဒါဟာနိုင်ငံတော်ရဲ့လုံဆောင်ချက်တွေပါ။သူတို့မှာဘာပြည့်မှာမရှိပါအောင်ရှင်။စစ်မှုတန်းအတွက်ကိုလိုက်ပါဖော်ဆောင်လို့အပြစ်ပေးခြင်းလဲဆိုရင်ပီတက်တွေကျွန်တော်ပြောချင်တာပေါ့နော်။ဒီစစ်မှုတန်းဥပဒေကိုအတီးပြုတ်လိုက်တဲ့ပုံကိုယ်တွေကိုသွားပြီးတော့အနေနဲ့ပြုတ်နိုင်အောင်စူးစမ်းကြည့်လေ။အဲ့လိုကြတော့အစွမ်းစားမရှိဘူးမဟုတ်လား။ မြေပြင်မှာရှိရဲ့လက်နက်မဲ့တဲ့အုပ်ချုပ်ရေးမှုတွေကိုပဲတပ်ဖြတ်နေကြတာကတရေဘောကြောင့်လည်းလုပ်ရက်တွေပါနော်တတော်တတိရှိရဲ့ဆိုလက်နက်ကင်အချင်းချင်းပဲခြားကြပါလားရှင်ပြည်သူတွေကိုခေါင်းစဉ်မျိုးတက်ပြီးတပ်ဖြတ်တာမလုပ်ပါနဲ့တဟာကြမ်းပတ်မှုတွေပါပဲအားနေသူအနိုင်ကျင့်တာပါပဲကိုယ်တိုင်ကပြည်သူတွေကအားနေနေလို့ရက်တည်မဲဆိုပြီးတော့ဖြစ်လာတဲ့ကွက်ကိုခံယူထားတဲ့အဖွဲမဟုတ်လားပြည်သူတွေကိုကဲတင်မဲဆိုတကယ်နဲ့လှုပ်ဆောင်ချက်တရားကြတော့ပြည်သူတွေကိုတပ်ဖြတ်နေတာပဲဆိုရင်လက်နက်ကင်ပြီးတော့ပြည်သူတွေလိန်နေရတဲ့တူတူပဲလေကျမပြောတာဟုတ်တယ်မလား ကျွန်မအနေနဲ့ကတော့တခုခုဆိုပြည်သူတွေမနစ်နာစေချင်တာပါလက်နက်ကင်ကြရဲတိုက်ခိုက်ကြရဲဆိုတော့ကိုယ်ယူဆနဲ့ကိုပေါ့နော်ရပါလေတိုက်ခိုက်ပါဒါပေမဲ့လက်နက်ကင်အချင်းချင်းပဲတိုက်ခိုက်ကြပါဝိတ်တန်းတူမှထိုးလို့ကောင်းတာလေဝိတ်တန်းမတူတဲ့သူကိုထိုးတယ်ဆိုတာနိုင်ကျင်တာပါပဲရှင်အနိုင်ကျင်ဒီတမျိုးပါပဲဒါလေးကိုစင်ကြင်ကြဖို့တော့ပါအုတ်ချွေမှုတွေနေနေရလေကိုယ့်ရဲ့ရက်ရွာမှာလုံခြုံရေးကိုထူကြီးပြုပါရှင်ဒီလိုမျိုးလုံခြံတပ်ဖျက်မှုတွေမှာအုတ်ချွေမှုတွေအများဆုံးခံရပါတယ်အုတ်ချွေမှုတွေဖြစ်လာတဲ့အခါမှာဆိုရင်လည်းတော်တော်ကိုရှင်ဆန်ရတဲ့အရာအများတယ်ပေါ့နော်ဒီကြားထဲမှာမှအချို့တော့ ဆုံးပြူအုပ်ချုပ်မှုတွေကလည်းစစ်မှုထမ်းနဲ့ပတ်သက်ပြီးငွေကြေးကောက်ခံတာတွေလုပ်တဲ့အတွက်တကယ်အလုပ်ကိုတေချာလုပ်တဲ့အုပ်ချုပ်မှုတွေမှာနစ်နာရပါတယ်။ပြည်ထက်ကလုံခြံတက်ဖြတ်တာခံရတဲ့အချိန်ကြတော့အပြစ်ရှိရှိရှိမရှိရှိအုပ်ချုပ်မှုဖြစ်တဲ့ဆိုတာနဲ့တက်ဖြတ်ခံရရော။ဒါဟာမကောင်းတဲ့အခြေအနေတစ်ခုပါရှင့်။ဒါကြောင့်သတိပြုစင်ကြံနိုင်မှုအတွက်ကျွန်မတင်ဆက်ပေးတာပါ။ PDF တွေလည်းအပြစ်မရှိတဲ့လက်လက်မဲ့တဲ့အုပ်ချုပ်မှုတွေကိုပြစ်မှတ်ထားပြီးတိုက်ခိုက်နေမှအတူတူတတိယများရှိရဲဆိုရင်မြမတက်မတော်ရဲ့ တက်တေရှိကိုပဲသွားပြီးတော့ရင်ဆိုင်တိုက်ခိုက်ကြပါလို့ကျမအနေနဲ့တိုက်တွန်းလိုက်ပါရစေရှင်။မိဘပြည်သူများရှင်ကျမအခုတင်ဆက်ပေးရမှာပြည်သူတန်လေးဖြစ်ပါတယ်။ပြည်သူတန်ခန်းခန္ဓာလေးကိုပိတ်ပို့လာတဲ့စာရရန်များပါတယ်ရှင်။ဒါကြောင့်ကျမတို့ကအလှည့်ကြားနေ့စဉ်တပုတ်စီဖတ်ပြပေးပါတယ်။အချက်လက်စုံလင်းနဲ့ပိတ်ပို့လာတဲ့သူတွေကိုဦးစားပေးပြီးတော့ဖတ်ပြပါတယ်ရှင်။ပြည်သူတန်ကိုကျမတို့ Prime Media ပိတ်ပို့ခြင်းနဲ့ဆိုရင်တော့ကျမတို့ Prime Media Viber ဖုန်းလေးဖြစ်တဲ့399 0939 0939တို့ပိတ်ပို့နိုင်ပါတယ်ရှင်။ ဒီကတော့တက်သေးတဲ့အချက်လက်လေးစုံလင်းနေဆိုရင်ပို့ပြီးတော့ကောင်းပါရဲ့ရှင်ဒီနေ့ပေးပို့တဲ့ပြည်သူ့တန်လေးကိုတော့ကျွန်မအသေးစိတ်လေးပေါ့နော်သူပြောပြတဲ့အတိုင်းလေးဖတ်ပြပါမယ်ပြည်သူ့တန်လေးကိုတဲ့အထက်အရာရှိပုံကိုလေးသိအောင်လို့တင်ပြပေးပါဆိုပြီးတော့ကျွန်မတောင်းဆိုထားပါရဲ့ရှင်မန္တလေးရဲ့ဒေသကြီးစင်းကိုင်မြို့နယ်ကံတက်မင်းတက်ကြီးရွာမှာတဲ့နှစ်ရွာတအုပ်စုပါတဲ့သူတို့ကြီးရွာပေါ့နော်အင်ဂျီပေါင်း240ကန်းရှိပါတယ်တဲ့အဲ့ဒီရွာမှာပေါ့နော်ကံတက်ကြီးရွာမှာဆိုရင် လက်များနှစ်ယောက်ရှိပါတယ်တဲ့ကျွန်မနာမည်တော့ရေးထားပါတယ်ဒါပေမဲ့ကျွန်မမီဒီယာကျင့်ဝင်အရာနာမည်လေးတော့ထည့်ပြီးတော့မပြောတော့ပါဘူးရှင့်အမျိုးသားနဲ့အမျိုးသမီးလည်းများနှစ်ယောက်ပေါ့နော်သူတို့နှစ်ယောက်ပါဆိုရင်ရွာထဲမှာအရက်ရောင်းစားပါတယ်တဲ့အဲ့လိုရောင်းစားတဲ့ရောင်းစားနေရ15နှစ်လောက်ရှိပါပြီရဲ့ရှင်တော်တော်တတ်တန်းကြရှည်နေပါပြီသူတို့ဟာဒီလိုအရက်ရောင်းတာ15နှစ်လောက်ရှိရဲ့ဆိုရင် license လည်းမရှိပါဘူးတဲ့လက်ခွဲ license ယူပြီးတော့ရဲကို line ပေးပြီးရောင်းစားနေပါတယ်ဆိုပြီးတော့သတင်းပေးထားပါတယ်အစိုးဆုံးကတော့သူ့ဆိုင်ရာအရက်တောက်ပြီးတေခဲ့ရတဲ့သူတွေမနှဲပါဘူးတဲ့ရှင် အဓိကကတော့သူသိရတာပေါ့နော်အရက်ထဲဝိုးတဲ့ဒီမကောင်းတဲ့အချားရတွေပါရောဆက်တယ်ဆိုပြီးသိရပါတယ်ပြောမှဆိုတော့အရက်မစစ်ဘူးပေါ့ရှင်အရက်မစစ်ဘူးကျမကြီးကိုထိခိုက်စေရပေါ့ဒါကြောင့်သူ့ဆိုင်ရနေပြီးတော့တောက်တဲ့သူတွေကဆိုရင်နှစ်တွေကြာလာတဲ့ခါမှာတိတ်ဆုံးနေဆိုပြီးတော့သူကထင်မြင်ယူဆတယ်ပေါ့နော်ဒါပြောထားတာပါဓာတ်ပြင်ရွာမှာဆိုရင်လည်းအရွယ်မြောက်တဲ့လူငယ်တွေကဆာအရက်သမားတွေဖြစ်သွားတယ်။အရက်မူးပြီးတော့စိတ်ရိုင်းဝင်တယ်။ဓာတ်ပြင်တို့ရွာမှာဆိုရင်ပေါ့နော်စိတ်ကြွစေးပြားတွေမှာသုံးဆွဲမှုတွေရှိလာကြပါပြီတဲ့။ဒီတော့နှစ်ပိန်လိန်ကုန်တာပေါ့ရှင့်။နှစ်ပိန်လိန်တဲ့ခါမှာဆိုရင် တောက်ကြရဲမူးကြရဲပြဿနာဖြစ်ကြရဲတူးနဲ့တူးစော်ကားကြရဲစသဖြင့်အရက်ကြီးကျုံဖြစ်သွားခဲ့ပါတယ်။ဒါအပြင်စိတ်ကြွဈေးပြားတွေရဲ့သားကောင်လည်းဖြစ်ပြီးတော့သူတို့ရွာလေးကအရင်လိုမျိုးကောက်ကောက်မုံမုံနေထိုင်လို့မရတဲ့အခြေအနေတစ်ခုကိုဆောက်ရောက်သွားခဲ့ပါတယ်တဲ့။ဒါအပြင်ရွာထဲမှာဆိုရင်မိကျိုးတွေခိုးခန်းရတယ်၊ဖျားဆိုင်မှုတော်တွေခိုးခန်းရတယ်၊စိုက်ကဲတွေ၊နွားတွေပစ္စည်းတွေပေါ့နော်အဲ့လိုခိုးမှုတွေအများကြီးဖြစ်ပေါ်လာခဲ့ဆိုပြီးပြောပြထားပါတယ်။ နောက်ထပ်တစ်ခုကကာသမားဆိုတဲ့သူတွေသူတို့ရွာရောက်လာတယ်ရောက်လာပြီးရခါမှာဆိုရင်ရွာမျိုးသမီးလေးတွေကိုတရုတ်မြန်ရလို့လို့နှိတ်ခမ်းလို့လို့စားရနေရတယ်ပို့ဆောင်နေပါတယ်ခုနေတဲ့တာဝန်ရှိတဲ့သူတွေပေါ့နော်သူတို့ရဲ့ကြက်ရွာဒေသကိုလာရောက်ပြီးတော့စစ်ဆေးနိုင်မှုအတွက်သတင်းယူနိုင်မှုအတွက်ကို Prime Media တင်ပြပေးပါဆိုပြီးတော့ကျွန်မတို့စာလေးဆောင်ပေးပို့လာတာပါတကယ်တော့ဒီပြည်သူအထံလေးကနည်းနည်းတော့ကပောက်တီကပောက်ချာနိုင်နေပေါ့နော်ဒါပေမဲ့ကျွန်မနိုင်ငံပြည်သူတွေကဒီလိုမျိုးစာအုပ်တေချာလေးစင်းလုံးချောင်းရေးဖို့ဆိုတော့သူတို့မှာခက်ခဲလေးရှိပါတယ် တို့ကျေးရွာမှာကြုံရတဲ့အခြေအနေလေးကိုကျမကိုရိုးရှင်းစွာတင်ပြပေးတာဖြစ်ပါတယ်။တို့ကျမအနေနဲ့နှစ်ချုပ်ပြောရမယ်ဆိုတော့ဒီကျေးရွာလေးမှာဆိုရင်အရက်တွေစိတ်ကြွစေးတွေခိုးမှုတွေအများကြီးနဲ့တို့ကျေးရွာလေးမှာလူနေမှုပုံဝင်ခြင်းမလုံခြုံတဲ့အခြေအနေကိုရောက်ရှိနေတာကိုသူပြဆိုချင်တာဖြစ်ပါတယ်။ဒါကြောင့်ပြည်သူအတန်လေးကနေပေါ့နော်ကျမတင်ဆက်ပေးတာပါ။နေမြတောင်ဝင်ရှိတဲ့သူတွေအနေနဲ့ဒီဒေတာလေးကိုသွားပြီးတော့စစ်ဆေးတင်ပါရရှင်။မန္တလေးတိုင်းဒေသကြီးစင်ကိုင်မြို့နယ်ကံတစ်ကျေးရွာဖြစ်ပါတယ်။ တကယ်တော့ဒီလိုကြေးရွာဖြစ်စဉ်တွေဖြစ်နေရဲ့ကြေးရွာတွေကျွန်မနိုင်ငံမှာအများကြီးရှိပါတယ်။ဒီရာတွေကိုဘယ်ကနေစပြီးကင်တွေရမလဲဆိုတာတာဝန်ရှိတဲ့သူတွေလည်းစောင်းတွေအိမ်မက်ခရောက်ခဲ့ဖြစ်နေမယ်လို့ကျွန်မထင်တယ်ပေါ့နော်။ဘာကြောင့်လဲဆိုတော့အချို့ရာတွေကအမြင့်တွယ်နေတဲ့အတွက်နှုတ်ဖို့ကခက်ပါတယ်။ကြေးရွာသူကြေးရွာသားတွေကိုယ်တိုင်ကအချို့အရာတွေမှာပါဝင်တက်တက်နေရပါပေါ့နော်။အမတူအရက်ဆိုင်ဆိုလဲသူတို့ကိုယ်တိုင်လိုလလနဲ့ဒီရက်တွေတောက်နေကြတာစိတ်ကြစိတ်ပြဆိုလဲသူတို့ကိုယ်တိုင်ကလိုလလနဲ့ဒါတွေသုံးဆွဲနေကြတာဆိုတဲ့အခါကျတော့ဒီလုပ်ငန်းတွေကိုကျမတို့က လုံးဝဖြောက်ပစ်လိုက်မယ်ဆိုရင်ပေါ့နော်အခြားရှားတဲ့နေရာမှာသွားလုံးမှာပဲကျမောင်းနိုင်ငံလူတွေကပေါ့နော်အနေရရှိတဲ့ကိုယ့်ဘဝအတွက်အနေရရှိနိုင်တဲ့အရာတွေနှစ်သက်ခုမင်းနေကြတာအကောင်းတဲ့အရာတော့မဟုတ်ပါဘူးနိုင်ငံမှာအခြေခံလူရန်းစားကြီးရွာနေတဲ့လူရန်းစားပုံများပါရဲ့ရှင်ဒီလိုကြီးရွာတစ်ခုတစ်ခုချင်းစီပျက်စီးလို့ရှင်တနိုင်ငံလုံးတိုင်းတာနဲ့ပျက်စီးသွားမှာပါကျမောင်းနိုင်ငံမှာကြီးရွာနေလူရန်းစားဆိုတော့80ခန်းလုံးကျော်လောက်တော့ရှိပါတယ်ဒီတော့80ကန်လုံးကြော်ဟာတရတရချင်းပြည့်စည်သွားမယ်ဆိုရင်ကျန်တဲ့30ကန်လုံးလောက်နဲ့နိုင်ငံဘယ်လိုထူထောင်ကြမလဲရှင် အားနေမူရတော့စားမယ်လောင်စားပဲလုပ်နေမယ်ဆိုရင်စိုက်ပျိုးရေးတွေမှာရောဘလို့အာယုံစိုက်ပြီးလုပ်နိုင်တော့မှာလဲရှင်တကယ်တော့တမျိုးသားလုံးအတွက်အနေရှိရဲ့အခြေအနေကိုကြားရောက်နေပါတယ်နိုင်ငံတော်ကစီမံကိန်းတွေပေါ့နော်တေချာလေးပလန်တွေချမှတ်ပြီးတော့အချို့ကြေးပါတွေကိုကဲတင်ရမယ့်အခြေအနေမှာရှိနေပါတယ်ရှင်မြန်မာနိုင်ငံကြေးပါတော်များတော့မူရစေးတွေလောင်စားတွေလို့တရားမွေလုပ်တွေကြောင့်ရေတိမ်နစ်နေပါတယ်ရှင်ဒါလေးကိုပြည်သူအတန်လေးကနေမေးမြန်းလာပေးပို့လာတဲ့အတွက်ကျွန်မကပြည်သူအတန်လေးနဲ့တက်ဆက်ပေးတာဖြစ်ပါတယ်ရှင်နိုင်ငံတော်မှာတာဝန်ရှိရသူများ တင့်တို့လုံဆောင်ပေးနိုင်ကြပါစေရှင်။မိဘပြည်သူများရှင်ကျွန်မခုတင်ဆက်ပေးမှာတော့ရန်ကုန်မြို့မှာနေထိုင်တဲ့မိဘပြည်သူများဒိတ်ပြူစရာလေးပါ။မနေ့ကသတင်းရဖို့တက်လာပါရှင်။ကျွန်မအိမ်သင်းဖတ်ပြီးတော်တော်ဦးတရားရအသေးတဖို့ဖို့ရင်းတဖို့ဖို့ဖြစ်ခဲ့ပါလေ။အိမ်သင်းလေးကတော့ကလေးလေးတယောက်ပါရှင်။ရန်ကုန်တိုင်းဒေသကြီးပစုံတောင်မြို့နယ်မှာဖြစ်သွားတာပေါ့နော်။တိုက်နှလုံးသားတွေကိုကလေးတယောက်ပြုတ်ကျသွားတာရှင်။ဒါပေမဲ့တော်သေးရဲ့ကလေးကဘာမှမဖြစ်ဘဲနဲ့ကယ်ဆယ်ရေးဖွဲ့တွေကကဲတင်နိုင်ခဲ့ပါတယ်။ ဖြစ်စဉ်လေးကတော့အော်တိုဘားလ၁၉ည၉နာရီကျော်လောက်မှာဖြစ်သွားတာပါရှင်။ရေကျော် YMP ဂျုံနာကတိုက်လှုံကြတဲ့ကလေးတယောက်ပြုတ်ကျနေဆိုပြီးရက်ကွက်သတင်းပေးလာပါဘောနော်။ဒါကြောင့်ကဲဆေးအဖွဲ့တွေကသွားတယ်။မြို့နယ်မိသားတပ်ဖွဲ့စခန်းမိငိမ့်တက်တဲ့ရင်တွေပါယူသွားရတယ်ရှင့်။ကလေးလေးကဆိုရင်သူ့ရဲ့တိုက်ကနေပြီးတော့အောက်ကိုပြုတ်ကျသွားခဲ့တာပေါ့နော်။ဒီတိရဆော့ရနဲ့တူပါတယ်။ကလေးဆိုတော့အငိမ့်မနေဘူးလေ။ဆော့တယ်အဲ့လိုတကပဒင်းပေါက်ပေါ်တက်တဲ့ခါကျတော့ပဒင်းပေါက်တန်မှန်းမရှိတာလား။တန်မှန်းပဲကျဲနေရလားမပြောတတ်ပါဘူး။အဲ့ဒီကနေပြီးတော့ ကျသွားခဲ့တာကံကောင်းလို့မသိတော့ဘောနော်အဲ့တော့ကျမဒီသတင်းလို့ရွေးချယ်ပြောရဲဆိုတာကလေးရင်းနဲ့ပတ်သက်ပြီးတော့ကျမတို့ချို့ရလေးမှာသတိပြုတင်တာလေးပါရန်ကုန်မှာနေရလို့ဆိုသိပါတယ်တိုက်မြင့်နေရတဲ့ကလေးရဲ့ခါကျန်အဲ့လိုမျိုးပြုတ်ကျတတ်တဲ့အခြေအနေရှိပါတယ်ကလေးရဲ့ခန္ဓာကိုယ်လေးကတည်တည်လေးဆိုတော့လေခါကျန်တန်ပန်းကာထားဆိုမှတန်ပန်းကျဲနေလေအဲ့ကြားထဲကနေပြုတ်ကျတတ်တဲ့ရှင့်ကလေးဆိုတာကတော့ဘလို့မှအငြိမ်မနေဘူးပေါ့နော်ကလေးတွေကိုအငြိမ်နေအောင်လဲသွားလုပ်လို့မရအောင်ငြိမ်နေလိုက်လို့ရှင့်ကလေးအတွက်ကဖွင့်ပြုံးမှုလဲနောက်ကျသွားနိုင်တယ်ဒီတော့အငြိမ်မေးတဲ့ကလေးကိုပဲအနေနဲ့ကင်းအောင်လို့မိပါတယ်ဆောက်ရှောက်အောင်ပါပေါ့နော် ဒါအပြင်အချို့မိဘတွေဆိုရင်တနေ့ကုန်အပြင်သွားနေပြီးတော့လုံလုံနေရပါတယ်မိဘနှစ်ပါးလောက်ဝန်ထမ်းဖြစ်တဲ့အခါကျတော့အချို့တွေဆိုရင်အိမ်ကူနဲ့ထားရတာရှိတယ်အချို့ကျတော့လည်းအသက်ရွယ်ကြီးမြင့်နဲ့မိဘတွေနဲ့ထားခဲ့ရတာရှိတယ်အဲ့လိုအခြေအနေမျိုးဆိုစိတ်ကစိတ်ပူဖို့ကောင်းတာပေါ့နော်အိမ်ကူဆိုတော့လည်းကောင်းတဲ့လူရဲ့ရှိရမကောင်းတဲ့လူရဲ့ရှိရဆိုတော့လေကိုယ်ကလေးကိုဂယူဆိုင်တဲ့အချိန်လဲဂယူဆိုင်လိမ့်မယ်ဂယူမဆိုင်တဲ့အချိန်လဲဂယူမဆိုင်ဘူးဆိုတဲ့အခါကျတော့စိတ်မချဘူးပေါ့ရှင်ဒါပြင်အသက်ရွယ်ကြီးမြင့်တဲ့မိဘတွေနဲ့ထားတာကြတော့အသက်ရွယ်ကြီးမြင့်တဲ့သူဆိုတာသွားလာလာနှေးနေပါပြီ။သူတို့အနေနဲ့က ကျမ်းမာရေးလည်းချို့အောင်မကောင်းကြအောင်ပေါ့နော်ဒီတော့မိဘကကလေးမထိတ်နိုင်လို့ဆိုအပြစ်တင်လို့လည်းမရပါဘူးမိဘအရွယ်ပေါ့နော်အသက်ကြီးရအဖိုးဖွားရွယ်ဆိုတော့ကလေးထိရမယ်ရွယ်မဟုတ်ပါဘူးရှင့်ကလေးလောက်ကိုတွက်လက်မှသာကလေးကိုထိန်းလို့ရတာပါအချို့တွေကရှစ်တက်လို့လေမိဘကိုကလေးထိမို့ပေးခဲ့တယ်ကလေးတစ်ခုဖြစ်လို့ရှင့်မိဘကိုပြစ်တင်တယ်ဆိုတာမျိုးလားဒါမှဖြစ်တယ်ဘောနော်ပြီးတော့ကလေးကိုကျမတို့နိုင်ငံမှာကမိဘရဲ့လှုပ်သွားလို့ရှင့်ယုံလုံးဂျုံစိတ်ချဆိုတာအက်ခဲလို့ရတဲ့နေရာကနောက်ပိုင်းကျတော့မူဂျိုတွေပဲရှိသလိုဖြစ်နေတယ်ဒါကြောင့်ရန်ကုန်မှာဆိုရင်မိဘတော်များမူဂျိုထားကြတယ် အနည်းဆုံးတော့အိမ်မှာတောက်ထဲထားခဲ့တာထက်စားရင်အိမ်ကူးနဲ့ထားခဲ့တာထက်စားရင်အသက်ရွယ်ကြီးတဲ့မိဘနဲ့ထားခဲ့တာထက်စားလို့ရှင်ပေါ့နော်ကလေးတွေအများကြီးရှိတဲ့မူဂျိုပို့ထားတာကပိုကောင်းတယ်ဆိုတော့အယူအဆလေးအတွေးခေါ်လေးရှိလာတဲ့မူဂျိုတွေပို့ကြတယ်အဲ့လိုပို့တဲ့အခါကျတော့လေကိုယ်ကလေးနဲ့ပတ်သက်တဲ့ယုံကြည်စိတ်ချရမှုပြေဝရှိလားဆိုတော့လေမရှိပြန်ဘူးမူဂျိုတွေမှာဆိုစီဗီတက်တာမရှိဘူးမိဘတွေကအွန်လိုင်းနေပေါ့နော်စီတီဗီကိုပြန်ထချင်းလှမ်းကြည့်လို့ရတယ်မျိုးမရှိဘူးသူများနိုင်ငံမှာဆိုအဲ့လိုဆာဖစ်တွေရှိရဲ့ မူချိုပို့ထားရဆိုရင် online အနေနဲ့ CTV တစ်ခါချိန်ထားတဲ့ကိုကလေးဘယ်နာမှာရှိနေလဲဘာလုပ်နေလဲ online နေတစ်ခါလမ်းကြည့်လို့ရတယ်။အဲ့လိုစားပစ်လဲကျမတို့နိုင်ငံမှာမရှိရခါကြတော့ဘဲကိုပို့ပို့မိဘတွေကကိုယ့်ရဲ့မျက်ကွယ်ရမှာကလေးကိုထားခဲ့ရတယ်လို့ပဲ။ဒီတော့ဘယ်မိဘကစိတ်အေးပါမလဲရှင်။ ကျွန်မနိုင်ငံလိုချိန်နေလေးဖြစ်နေရပါတော့အခုဒီကလေးဖြစ်စင်ရဆိုလဲဒီလိုပဲည9:00နာရီဆိုတော့မိဘတွေအိမ်မှာတော့ရှိနေလောက်ပါပြီအချို့မိဘတွေကြာလဲညဆိုင်လောက်လာတာရှိရမျိုးပေါ့နော်ဒီတော့သူမိဘအချိန်နေတော့ကျွန်မလိုပြောတတ်ပါအောင်ဒါပေမဲ့ည9:00နာရီဆိုတော့မိဘတွေတသမျိုးစားပေါ့မိသားစုစုံလင်းတဲ့အချိန်တော့ဖြစ်ကောင်းဖြစ်နိုင်ပါတယ်ဒါပေမဲ့လဲဒီကလေးလေးဟာဆိုရင်အနေရဲ့ကြုံမဲ့အနေထားတကားပေါက်ကိုရောက်သွားခဲ့တာပေါ့နော်ကံကောင်းလို့အသက်အနေမဲ့ဖြစ်တာပါရှင့် ါကြောင့်ကျမတရေနားထောင်နေမိဘပြည်သူတွေထဲမှာတိုင်အမြင့်မှာနေထိုင်နေကိုမှသာသမီလေးလည်းရှိတယ်ဆိုရင်အထူးသတိပြုနိုင်ဖို့အတွက်ကလေးလေးအနေနဲ့မဖြစ်အောင်ဘလို့ကြိုတင်စီမံမှုတွေလုပ်နိုင်လုပ်ရမလဲဆိုတာလေးကိုပေါ့နော်ကြိုတင်စီစဉ်နိုင်ဖို့အတွက်ကျမဒီသတင်းလေးကိုသတိပြုဆင်ခြင်ပွဲရအနေနဲ့တင်ဆက်ပေးတာဖြစ်ပါတယ်ရှင်မိဘပြည်သူများရှင်ကျွန်မဒီနေ့နောက်ဆုံးသတင်းလေးနေရတော့ကြည PDF အကြမ်းမဲ့တမားလေးပေါ့နော်ဘောင်းထီအောင်ရက်ဆက်ရုံမှာလဲဆိုတာလေးကိုကျွန်တော်မိဘပြည်သူများတင်ဆက်ပေးကြတာပါပျော်ပွဲမြို့မှာဖြစ်စဉ်လေးတခုဖြစ်သွားပါရှင့် တစ်ဆင်လေးကတော့ပျော်ပွဲမြို့နယ်ပဲ့ကန်ကြီးရွာမှာဆိုရင်ကွန်ကရစ်လမ်းအောင်ပွဲကျင်းပပြုလုပ်နေပါတယ်။အဲ့ဒီအချိန်မှာပီတက်တရားဝင်ပြီးတော့ပြစ်ခတ်တက်ဖြတ်သွားတာပါ။ပြစ်ခတ်တဲ့အခါမှာဆိုရင်မျိုးသားရှိဦးသေးဆုံးသွားခဲ့ပါတယ်။မျိုးသမီးတူကဒဏ်ရာရရှိသွားခဲ့ပါရှင့်။တစ်ဆင်အသေးစိတ်လေးပေါ့ကျွန်မပြောပြပါမယ်။မန္တလေးတိုင်းဒေသကြီးပျော်ပွဲမြို့နယ်စပယ်ကုန်းကြီးရွာအုပ်စုပဲ့ကန်ကြီးရွာမှာဆိုရင်အော်တိုဘားလာ16ရက်နေ့ညပိုင်းကကိုထူကိုထကွန်ကရစ်လမ်းခင်းခြင်းအောင်ပွဲထိမ့်မှတ်ကိုကျင်းပပြုလုပ်နေပါတယ်။ဒီကပျော်ပွဲရှင်ပွဲပြုလုပ်နေတာပါ။အဲ့လိုပြုလုပ်နေတဲ့အချိန်မှာ တို့ဒေတာကပဲပီတက်တွေကတနက်တည်းနဲ့ရောက်လာပြီးတော့ဒီပွဲကင်းနဲ့ဝင်ရောက်ပြီးတော့ပြစ်ခတ်ခဲ့တာရှင်ဘသူထိထိဆိုပြီးတော့ကန်ဆမ်းမဲ့ပေါက်တို့မျိုးပြစ်သွားတာတနက်တည်းနဲ့ပေါ့နော်တော်ရရက်ဆက်တက်လို့ရပါပဲအဲ့လိုပြစ်သွားလို့မျိုးသားရှိရသိဆုံးသွားတယ်မျိုးသမီးတယောက်ထင်အားရရှိသွားပါတယ်ဒါကနအူးသိရတာပါဒါန်ရရှိရတဲ့သူတွေကလည်းသိဆုံးမလားမသိဆုံးမလားဆိုတော့ထပ်မံပြီးတော့ကျမတို့သတင်းဆောင်ဆိုင်ရအောင်မှာဖြစ်ပါရှင့်ဒီလိုမျိုးလာရောက်ပြစ်ခတ်တာမဖြစ်ခင်တဲ့ဒီပြောဝဲပေါ့နော်ပီဒီအက်တရားဆိုရင် ပဲ့ကံရွာမှာရှိတဲ့ပြည်သူလူထုတွေကိုတဲ့ချင်းချောက်ခဲ့ပူတာရှိပါတယ်တဲ့ဘလို့ချင်းချောက်လဲဆိုပျော်ဝဲရှင်ပွဲနေလို့မလောက်ကြပါနဲ့ဆိုပြီးတော့ချင်းချောက်ခုပါတယ်ရှင်ဒီလိုချင်းချောက်တာကိုဒေတာကန်တွေကနားမထောင်ပါဘူးဆိုပြီးတော့သူများကအလူဇက်ပွဲတွေပေါ့နော်ဒါလန်းခင်းအောင်ပွဲပြုတ်လုံနေတဲ့အချိန်မှာလာပြီးတော့တနက်နက်ပြစ်သွားတာဒီကိုထူကိုထလန်းခင်းတဲ့အချိန်မှာလဲပီတက်တွေရဲ့ပတ်စံတပြားချူးလူပြားမှမပါဘူးအောင်ပွဲရလို့ကြေးရလို့ကြေးရသားတယ်သူတို့ကသူတို့ပွဲလောက်တော့လဲသူတို့ကလာပြီးတော့ဖြတ်လို့ဖြတ်စီးနေတတ်ဖြတ်တယ်ဆိုတော့ ဒီကျေးရွာကို PDF တွေကတော်တော်အနိုင်ကျင့်နှိမ့်ဆက်နေတာပဲရှင်။မိဘပြည်သူတို့စဉ်းစားကြည့်ပါဦး။2021ကိစ္စဖြစ်ပြီးခဲ့ရမိဘပြည်သူတို့ PDF တွေဖြစ်လာမဲ့သူရှိရဲ့လေ။အနုချီတို့ဘာလို့ပေါ့နော်။အဲ့ရမိဘပြည်သူတို့သူတို့ဘာပြောထားလဲ။ပျော်ဝဲရှင်ဝဲမကျင်းပါနဲ့ဆိုပြီးပြောထားရမလား။အဲ့ဒီကလေးကနေသူတို့တွေတဖက်ဆွန်းရောက်နေရဲဆိုတော့မိဘပြည်သူများမစဉ်းစားမိဘူးလားရှင်။စစ်ဖြစ်ရင်တော့မှသူ့ခန်းကဏ္ဍနဲ့သူလှုပ်ဆောင်စရာရှိတာတွေပြည်သူတွေကလှုပ်ဆောင်ရပါတယ်။ကျမောက်နိုင်ငံမှာဆိုရင်ဘာသာရေးပွဲလေးရှိတယ်။ ဒလိထုံတန်းရအကျင်းပတဲ့ပျော်ပွဲရှင်ပွဲတွေရှိတယ်ဥမာတကြံပွဲတော်တို့တရင်ကျုံမီထုံးပွဲတော်တို့စသဖြင့်ပေါ့နော်ဒီလိုပွဲတော်လေးမှာပြည်သူတွေနှွဲပြော်တာပြင်လာရှင်ကျွန်တော်ပြည်သူတွေကလည်းကြားကြောက်လို့ရှင်ကြီးကိုရှင်ကြီးကြထက်ဆိုးဆိုပြီးဖြစ်နေပါတယ်စစ်အာဏာရှင်ဆိုတဲ့အရာကိုတို့မမြင်ရဘဲနဲ့ကြောက်ကြတယ်ပေါ့နော်ကြောက်ပြီးတော့ဒါကြီးကိုတွန်းလှန်မယ်ဆိုပြီးတော့ပီတက်တွေကိုမွေးလိုက်ကြတာပီတက်တွေကစစ်အာဏာရှင်ဆိုတဲ့ဟာထက်တော့စိုးနေသေးတယ်တော်တော်ကြောက်ဖို့ကောင်းနေရဲ့ရှင်ပျော်ပွဲရှင်ပွဲလည်းမလုပ်ရဘူး သူတို့ကြတော့ပြောတယ် PDF တွေကလေသူတို့ကြတော့ပြောတယ်အဓိကအဲ့ဇလန်းတွေဖြစ်လာတာတော့နိုင်ငံသားမှရှိနေအဲ့ဒီ NUG lobby အကြောင်းဖြစ်တာမြန်မာနိုင်ငံပြည်သူတွေကြာဟိုဟာမလုပ်နဲ့ဒီဟာမလုပ်နဲ့သူတို့ကြတော့အကုန်လုပ်တယ်မြန်မာနိုင်ငံပြည်သူတွေသူတို့ပြောခဲ့တာမှတ်မိမှာပေါ့နော်အကြောင်းမတက်နဲ့ဆိုအကြောင်းတက်နဲ့အကြောင်းထွက်ဆိုသူတို့ကြတော့သူတို့သားသမီးတွေနိုင်ငံသားမှအကြောင်းထားတယ်ပြီးလို့ရှိရင်ဝန်ထမ်းတွေကိုရုံးတက်နဲ့ရုံးထွက်တဲ့သူတို့ကြတော့နိုင်ငံသားမှလှုပ်လှုပ်တယ်အခုဆိုပြည်သူတွေကိုတကြံပွဲမပြောနဲ့သတင်းချုပ်ပွဲမပြောနဲ့ဟိုပွဲမပြောနဲ့ပြောတယ် တို့ကြောင့်နိုင်ငံသားမှာတော်လှန်ရေးအကြောင်းပြပြီးပွဲတွေကျင်းပနေလဲတာမှမနေဘူး။ဒါပြင်မြန်မာနိုင်ငံကဗုဒ္ဓဘာသာတွေလှမ်းပြီးတော့ဖះမသွားနဲ့ကြောင်းမတက်နဲ့ဖះပိတ်သီးတို့ဖះရှိမှာဟိုဗန်နိုင်းတွေသွားချိတ်ပြီးတော့ရွှေတကုံဖះရှိမှာအဲ့လိုမျိုးသွားချိတ်ပြီးတော့ဖះကိုလည်းစော်ကားတယ်ဗုဒ္ဓဘာသာတွေလည်းစော်ကားတယ်ဖះသွားခွင့်တော့ပိတ်ပင်ကြတယ်။တို့ကြောင့်တော့တို့ရောက်ရှိနေတဲ့နိုင်ငံသားမှာရှိုးဝက်ဆိုလဲသွားလိုက်တာပဲ။ဘာသာရေးအကြောင်းဆိုလဲသွားလိုက်တာပဲ။ ဒီတော့မတူဘူးလားရှင်လူခွင့်ရရချင်းမတူဘူးလားအညူကြီးလော်ဘီကလူခွင့်ရပြေဝါရပြီးတော်လန်ရေးလုခွင့်ရပြီးတော့မြန်မာနိုင်ငံလူတွေကြောင့်လူခွင့်ရပြေဝါမရဘဲနဲ့တော်လန်ရေးထဲမှာအသုံးချခံနေရတာတရားမျှတရလို့ထင်ပါသလားလူချင်းမင်းတို့ကိုယ်တိုင်ကနာတတ်မှာတော့ချို့ရရလေကျမတို့ဘလောက်ပဲရှင်းပြရှင်းပါလူချင်းမင်းတို့ကမနာတတ်ဘူးဆိုရင်အချို့ရတွေမှာလူချင်းမင်းတို့ပေးဆက်နေရအောင်မှာပဲရှင်တော်လန်ရေးကိုအားပေးယုံကြည်ရမိဘပြည်သူတွေကျမပြောပြချင်တာပါလူချင်းမင်းတို့ဘဝနဲ့နိုင်ငံသားမှနေနေအနည်းကြီးလို့ပြီးရေဘဝကိုနှိုင်းရှင်ပြီးတော့သုံးသက်ကြည့်ပါလား ဘယ်သူတွေကအခွင့်အရေးရနေလဲဘယ်သူတွေကနစ်နာနေလဲဆိုတာနည်းနည်းစဉ်းစားသုံးသပ်ကြည့်ကြပါလားလူချင်းမင်းတို့နာမည်ကြီးရဲ့သူတွေကဘလောက်ပဲမြောက်ပဲမြောက်ပဲလူချင်းမင်းတို့လိုင်းမလုပ်ပါနဲ့နော်လူချင်းမင်းတို့ဘဝနဲ့ရှင်လိုက်ရမယ်ရှင်ကျမတို့ကစေတနာစကားတွေပါနားမှမခါပါနဲ့ရှင်ကျမတို့စကားတွေနားထောင်တော့မှလူချင်းမင်းတို့ဘဝအတွက်စေဘတ်ဝင်နေကျမတို့ကလူချင်းမင်းတို့မြန်မာနိုင်ငံမှာအေးအေးချမ်းချမ်းနေဖို့ပဲတိုက်တွန်းတာဥပဒေပေါင်းထဲမှာလဲလုံုံုံနဲ့ကောင်းကောင်းမွန်မွန်နေဖို့ပဲကျမတို့ကတိုက်တွန်းတာလူချင်းမင်းတို့ဘဝကိုရင်းပြီးတော့အစိုးရကတိုက်ဖို့တည်းဘယ်တော့မှမတိုက်တွန်းဘူးရှင် ဘာကြောင့်လဲဘာကြောင့်ဒီလိုမတိုက်တွန်းလို့ထင်လဲကျမောက်လည်းဒီလိုမိုက်မဲလို့မလုပ်ဘူးလေဖြစ်နိုင်ရရှိရလမ်းဆိုတော့လုံးမှာပေါ့ရှင်ဖြစ်နိုင်ရရှိမှမရှိရအန်ယူဂျီခင်းတဲ့လမ်းဖြစ်နိုင်ခြင်းမှမရှိရမြန်မာနိုင်ငံမှာဒီမိုကရေစီရဖို့လုပ်လို့ရတယ်ဒါပေမဲ့စစ်တပ်ကိုဖျို့ချဖို့လုပ်လို့မရဘူးအညူကြီးကအဲ့ဒီလုံလုံမရတဲ့အရာနဲ့လုံလို့ရတဲ့အရာကိုရောထွေးပြီးလုပ်နေရရှင်။ကျမတို့အုံနောက်ရှိတော့ဝေဖန်ပိုင်းခြားသုံးတတ်နိုင်တယ်။ဒါကြောင့်စင်ကျင်ပြီးနေထိုင်တာ။မြန်မာနိုင်ငံမှာဘယ်သူမှစစ်အာဏာရှင်မကြိုက်ဘူးရှင်။ ်အညူချီရလူတွေကပြောတတ်တယ်လေစင်ရနာရှင်ကသူကကြိုက်နေတာတဲ့စင်ရနာရှင်ကြိုက်တဲ့လူကဘာမှရှိလားရှင့်မေးကြည့်ကြပါဦးကျမတို့လည်းမကြိုက်ပါဘူးဘယ်သူမှမကြိုက်ဘူးဒါပေမဲ့ကျမတို့မကြိုက်ချင်းသည်နိုင်ငံတော်မထိခိုက်အောင်ကျမတို့ကမကြိုက်တာကျမတို့လည်းဒီမိုကရေစီရရှိအောင်စူးစမ်းနေတာပဲဒါကြောင့်ရွေးကောက်ပွဲကိုကျမတို့အားပေးတာအညူချီရကြတာဒီမိုကရေစီရရှိအောင်စူးစမ်းခြင်းတူတူပဲနော်ဒါပေမဲ့သူကရွေးကောက်ပွဲကိုအားမပေးဘူးကျဘသူမှန်နေလဲဘသူမှားနေလဲလူချင်းမင်းတို့ဝေဖန်ပိုင်းခြားသုံးသက်ကြည့်ပါလူချင်းမင်းတို့စဉ်းစားတွေးခွန်နိုင်တဲ့နေ့ဟာမြန်မာနိုင်ငံရဲ့အေဂျင့်နဲ့နေပါပဲ မစင်စားမတွေးခေါ်နိုင်သေးရတော့မြန်မာနိုင်ငံရဲ့အခုလိုပဲဘယ်နာတော့တော့ PDF တွေရှင်းအောင်ကြောက်နေရမယ် PDF ဆိုရင်မျိုးဆက်ကဘယ်တော့မှမျိုးတုံးပြောက်ွယ်မှာမဟုတ်ဘူးလူပြင်းတို့လူချင်းမင်းတို့ပေါ့နော်ပျော်ရွယ်ဝဲရှင်ဝဲလုပ်နေလဲအခုလိုမျိုး PDF တွေအချိန်မြင့်တနက်လာပြစ်တာခံရနိုင်တယ်ဘယ်နာတော့တော့ဒလန်ဆိုပြီးတက်ဖြတ်ခံရနိုင်တယ် PDF တွေရဲ့စိတ်ထင်ရကျဲတဲ့ဇလန်းတွေပေါ့နော်ဒါလူချင်းမင်းတို့ခံစားရနိုင်သေးတယ်ဆိုတော့မမေ့ပါနဲ့ရှင့်လူချင်းမင်းတို့စင်ကျင်တလောက်ပဲနိုင်ငံကအေးချမ်းမှာပါမစင်ကျင်တွေ့ရတော့နိုင်ငံပူလောင်နေစေဖြစ်ပါလိမ့်မယ် ကျမသတင်းလေးကိုဒီနေ့မှတလောင်းနဲ့ပဲရှင်းသားပြရစီရှင်။ကျမသတင်းလေးတွေကိုနေ့စဉ်ဒီတိုင်းပဲတိရှိအားပေးတဲ့မိဘပသူများအားလုံးစိတ်ချမ်းသာကိုကြမ်းမာကြပါစေ။ကောင်းသောလူဝင်ဆန္ဒများပြေဝကြပါစေ။လူချင်းချင်းလှည့်ပတ်ချင်းကင်းရှင်းကြပါစေ။အထင်သေးချင်းအချင်းချင်းကင်းရှင်းကြပါစေ။စင်ရဲ့လူချင်းအချင်းချင်းကင်းရှင်းကြပါစေလို့ကျမတို့ Prime Media မိသားစုကဆုတောင်းမြတ်တာပို့တာအပ်ပါတယ်ရှင်။